ဒီနေ့မနက်ခင်းမှာတက်လာတဲ့ BBC ရဲ့သတင်းတချို့အရလီဗာပူးအသင်းဟာငွေကြေးသုံးစွဲမှုတွေဆက်လက်ပြုလုပ်ဖို့ရှိနေပြီးမန်ချက်စတာယူနိုက်တက်အသင်းကလည်းပယ်လစ်ကွင်းလေကစားသမားအဒမ်ဝါဒန်ကိုတော်တော်လေးစိတ်ဝင်စားလာတဲ့ပုံစံတွေတွေ့ရပါတယ်မင်္ဂလာပါဗျာကိုခိုင်းစတာဖုတ်ဘောရှူအနေဂျူဒူဝါရီကျွန်တော်ကိုခတ်ပါဆိုတော့ဒီသတင်းတွေကလွန်ခဲ့တဲ့3-5ရက်တပတ် တလားလောက်တည်းကပေါ်ပြခဲ့ပြီးသားသတင်းတွေဒါပေမဲ့လည်းနောက်ဆက်တွဲတောက်လျှောက်ဆက်လက်ပေါ်ပြလာတာကိုကြည်ချင်းအပြင်တကယ်ကြီးမြန်ဒီသတင်းတွေဒီဖြစ်လာနိုင်မလားပေါ့ ျွန်တော်တို့တွေးကြည့်တာပေါ့လေကျော့ BBC ရဲ့ဖော်ပြချက်ထဲမှာ Liverpool အသင်းဒီဒီနှစ်နွေရာသီအပြောင်းရွှေ့ကာလမှာနောက်ထပ်လူခေါ်ယူမှုတွေကိုပြုလုပ်သွားဖို့ရှိတယ်တကယ်တမ်းတော့ Liverpool အသင်းရဲ့တမိုင်းမှာ Premier League တမိုင်းနဲ့ကိုချီပြီး Liverpool အသင်းကငွေကြေးအများဆုံးတုံးဆွဲထားတာကစားသမားခေါ်ယူတဲ့နေရာမှာ expense အသုံးစရိတ်တွေအများဆုံးတုံးထားတာဒါတောင်မှအားရကျေနပ်မှုမရှိသေးဘဲနဲ့ နောက်ထပ်လူခေါ်မှုတွေလောက်အောင်မဲ့သဘောအားရကျင်နေမှုမရှိဘူးရှိဘူးဆိုတာထက်ခေါ်ရမယ့်အခြေအနေဖြစ်နေတာမိုဆာလာဒီနေ့ဘောလုံးရာသီမှာကြာလာဒါအပြင်လီဗာပူးတဲ့နောက်တန်းစုဖွဲ့မှုဟာအင်အားလျော့လာပြီကစားသမားအသစ်တချို့တခြားနေရာတွေမှာခေါ်ယူအားဖြည့်ထားပေမဲ့ကြာလာတဲ့နေရာတွေမှာ နောက်ထပ်အားဖြစ်အောင်ဒီတွက်ကြောင့်နဂိုကရဲကလီဗာပူးနဲ့သတင်းထွက်ထားတဲ့ခရစ်စတယ်ပဲလီစ်ရဲ့နောက်ခံလူမက်ဂွီဟီကိုနွေရာသီအပြောင်းရွှေ့ကာလမှာခေါ်ယူသွားမှာ ဖြစ်ပြီးတော့မိုဆာလာနေရာမှာအစားထိုးဖို့အတွက်ဒါမှမဟုတ်လေတိုက်စစ်ပိုင်းနေရာမှာဆွဲဆုံတုံးလို့ရနိုင်တဲ့ကစားသမားတယောက်အဖြစ်သတ်မှတ်ထားတဲ့ဘုံမောက်တင်ရဲ့စမီးညော်ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်။ဆိုတော့ကျွန်တော်ရှိမှပြောသလိုဒီသတင်းတွေကကျွန်တော်သိခဲ့ပြီးသားသတင်းတွေ ဆက်လက်ပြီးတော့ပေါ်ပြလာတဲ့အတွက်ကြောင့် Liverpool တင်းရဲ့စိတ်ဝင်စားမှုတွေကလည်းတကယ်ကြီးဖြစ်လာနိုင်တယ်။ကျွန်တော်တယောက်ချင်းစီကျွန်တော်ထပ်ဆွေးနွေးကြည့်အောင်ပထမတစ်ယောက် McGuigi Gui ကို Liverpool ကဒီနွေရာသီပြောင်းရွှေ့ကာလမှာခေါ်လိုက်ရင်ပြောင်းရွှေ့ကြီးလဲတတ်တတ်တတ်ရမယ်အာယုံလဲနောက်ရမှာမဟုတ်ဘူး။သို့တော့ Palace ပေါ့နော်အဓိက Palace ရဲ့အတ္တတစ်ခုကြောင့် Liverpool လဲအဆင်မပြေခဲ့သလို ်ဂူဟီလည်းအကျိုးမရှိခဲ့ဘူးတကယ်တမ်းသာခရစ်စတပယ်လစ်ကအတားလေးနည်းနည်းရှော့ပြီးတော့အဲ့ဒီအပြောင်းရွှေ့ကိုခွင့်ပြုပေးခဲ့ရင်၃-၃အဆင်ပြေပြီပယ်လစ်လည်းအိုင်ယွန်နောက်ဆရာအကြောင်းမရှိတော့ဘူးအာဇနိုအီကာလာမှာထိုးရောက်မယ်နောက်နေရာဒီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဂူဟီကိုအလွတ်ထွက်ခွာခွင့်ပေးရမယ်ဘာညာအခြေအနေတွေရှိမနေဘူးဗျာတိုးတော့အခြေအနေကအဲ့လိုမျိုးဖြစ်လာတယ်အဲ့ဒီခါကျတော့ကစားသမားဘက်ကကစားသမားရဲ့အေဂျင့်ဘက်က သူ့ရဲ့ကစားသမားကိုခေါ်ချင်တဲ့ကလပ်တင်းတွေများလာတဲ့ပုံမှာမူတည်ပြီးလီဗာပူးကအရင်မသေးကြတော့ဘူးအခုချိန်ဥရောပရဲ့နာမည်ကြီး club မှန်သမျှ McGuire နဲ့တည်င်းထွက်တယ် Guire ကလည်းတကယ်ကောင်းတဲ့ကစားသမားအဲ့ဒီကကြတော့ Liverpool တင်ခေါ်ယူခြင်းနဲ့ဆိုရင်တော့တခြားသင်းတွေနဲ့ပြိုင်ဆိုင်ပြီးခေါ်ယူရတော့မှဖြစ်တဲ့အတွက်ခက်ခဲနိုင်တယ်တကူတော့ရှိတယ်ကစားသမားနဲ့ Liverpool ကြားထဲမှာနှုတ်အားဖြင့်သဘောတူညီမှုတစ်ခုခုရထားခဲ့သည်ရှိတော့ Liverpool ကတော့ Guire ကိုခေါ်ယူဖို့ပိုအားကောင်းနိုင်တယ်သူတို့လက်တကမ်းလိုရောက်ခဲ့ပြီလေတကယ်ခေါ်ဖို့ကြိုးစားခဲ့တာလေအချင်းတွေမျိုးကြောင့်ဖြစ်မသွားတဲ့အခါကျတော့ကစားသမားရောကစားသမားရောအေဂျင်ရောနေရာတိကျရင်မင်းတို့ club တင်းကိုပြောင်းမယ်ငါတို့ဘယ်လိုဘယ်လိုအကျိုးခံစားခွင့်နေပြီ ီးဘာညာဆိုပြီးအကျုံနှုတ်ကတိပေးထားခဲ့ရင်တော့ဂွီဟီဒီလီဗာပူးသင်းကိုရောက်ရှိနိုင်ကြီးများပါတယ်ကျွန်တော်ကတော့မက်ဂွီးကိုလီဗာပူးမှမဟုတ်ဘဲကလပ်သင်းဆိုမျက်စိမှိတ်ပြီးခေါ်ရင်တော့မှားယွင်းတဲ့လူခေါ်မှုဖြစ်မယ်လို့မထင်ပါဘူးခင်ဗျโอเคနောက်ထပ်ကစားသမားတယောက်စမီညောစမီညောကလည်းဈေးကခေါင်ခိုက်နေတော့မှတေးကြတယ် တော့ဘုံမောက်ဒီသူ့ရဲ့ကစားသမားအကောင့်တွေကိုဟိုပွင့်လင်းပြီးတော့ဈေးအရင်မများတဲ့အမောက်ပမာဏရင်းနဲ့ထွက်ခွာခွင့်ပေးလိုက်ရတယ်အမီလော့စကာကက်စ်တို့ဟောက်ဆန်တို့စသဖြင့်ပေါ့အဲ့တော့ဆမီညော်တယောက်ကိုတော့သူတို့ကဈေးကောင်းကောင်းလူကျင်တဲ့အတွက်ဒီနေ့ရာဒီမှာတေချာကို polish လုပ်မှာနောက်နေ့ညရာဒီပြောင်းရွှေ့ကာလမှာလည်းဆမီညော်ကိုလူကျင်နေတဲ့ကလပ်တွေကများမှာပဲတိုးတော့ liverpool ကကြတော့ မူဇလာနီကအစားထိုးဖို့မဖြစ်မနေကစားသမားတယောက်တော့လိုအပ်နေပြီကျွန်တော်တချို့သတင်းတွေဖော်ပြသလိုမျိုး Michael Olis ဖြစ်မလားဗော Olis ကလည်းမလွယ်ပါဘူး Bayern Munich ပိုင်တဲ့ကစားသမားလက်ရှိအချိန်မှာ Euro တန်130ပေါက်ကြီးရှိတယ် Euro တန်150လောက်ထပ်ပေးပြီးတော့အဲ့ဒီ Olis ကိုခေါ်ဦးမလားကျွန်တော်တော့မထင်ဘူးပြောရွှေချေပေါင်တန်80ဝင်းကျင်လောက်နဲ့ဆမီညိုခေါ်လိုက်တာကပိုကောင်းမယ်လို့ယူဆပါတယ်ခင်ဗျ Okay နောက်ထပ် သတင်းပေါ့နော်ယူနိုက်တက်နဲ့အဒမ်ဝါဒန်တောက်လျှောက်ဒီသတင်းကတက်လာတာပါဒီနေ့မှာ team talk ကပေါ်ပြလာတာပဲဖြစ်ပါတယ်ပို့ပြီးတော့ highlight ဖြစ်သွားပြီအရင်တော့အဒမ်ဝါဒန်ကိုခေါ်မယ်ဘာညာဆိုရက်ရေရာမှုမရှိတဲ့သတင်းမျိုးတွေပဲကျွန်တော်ကြားခဲ့ရတယ်အခုတစ်ခါတော့အဲ့လိုမဟုတ်ဘူးဘယ်ချိန်ဘယ်ကာလမှာခေါ်မယ်ပြောင်းရွှေ့ကြီးအမောင်းပမာဏဘလောက်နဲ့ခေါ်မယ်ဆိုတာတွေပါပေါ်ထွက်လို့လာခဲ့ပါပြီ ယူနိုက်တက်ကအင်္ဂလန်နဲ့ခရစ်စတပယ်လစ်ကွင်းလင်ကစားသမားအဒမ်ဝါဒန်ကိုဇန်နဝါရီအပြောင်းရွှေ့ကာလမှာထိတ်တန်းပြစ်မှတ်အဖြစ်သတ်မှတ်ထားတယ်။သုံးမဲ့အမောင်းပမာဏကပေါင်တန်း80ဝန်းကျင်တန်ကုန်စဲဝင်းကျင်တဲ့တကယ်ရရင်ခေါ်တာခေါ်မှားเสียအကြောင်းမရှိဘူးအတန်ပေါ်တန်။ဒံရပြဿနာဘာညာမရရင်တော့အရန်ကောင်းတဲ့ကစားသမား ဆိုတော့ United အသင်းရဲ့လက်ရှိလိုအပ်နေတဲ့အစိတ်ပိုင်းဒီနံပါတ်6ဒီဘောလုံးရသည်မစခင်ကတည်းကကျွန်တော်ထောက်လျှောက်ထောက်ပြပြီးသား Chelsea က CB တနေရာလိုတယ် United ကနံပါတ်6နေရာလိုတယ်ဒီနေရာတွေကိုသာဇန်နဝါရီပြောင်းရွှေ့ကာလမှာအစားထိုးနိုင်လိုက်မယ်ဆိုရင်အနည်းငယ်များတော့အင်အားပြည့်သွားပြီဗျတူတူတနဲ့လက်ကျန်ရာသည်ကိုရှင်ပြိုင်နိုင်စွမ်းရှိသွားလိမ့်မယ်သို့တော့ Warden ကလည်းမကွီးနီးတူပဲခေါ်ယူဖို့အတွက်မလွယ်ကူတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပယ်လစ်ကလည်းအရန်ကတ်သက်လွန်းနေဗျ။ဂွီဆိုရင်စောက်တက်တန်တစ်နှစ်ပဲကြံတော့တာကို လီဗာပူးကိုပေးမထွက်ဘူးအဒမ်မွာတဆိုရင်စာအုပ်တန်းကြံနေသေးတယ်ပိုလို့တော့ခက်ခဲနိုင်တယ်ဘလီဘာလိုကစားသမားမျိုးကို Brighton ကပေါင်တန်း100တောင်းနေတဲ့အချိန်မှာအဒမ်မွာတန်ကိုလည်းပေါင်တန်း80ဝန်းကျင်နဲ့ကန်လန်းဖို့ဆိုတာမဖြစ်နိုင်ဘူးအင်္ဂလန်သားပို့ပြီးတော့ဆိုးသေးတယ်အသက်ကလည်း21ပဲရှိသေးတယ်လက်ရွေးစင်သိန်းကြီးမှလည်းရွေးချယ်ခံရတယ်ပေါင်တန်း80ဝန်းကျင်ဆိုတာကျွန်တော်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်ဇန်နဝါရီပြောင်းရွှေ့ကာလမှာလည်း Palace အသင်းကသူတို့ကစားသမားကိုရောင်းချမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ Palace ရဲ့ဒီနှစ်တာထွက်ကအရင်ကောင်းတယ်သူတို့တပွဲ ဲရှုံးသေးတယ်ဆိုတော့ပဲလစ်မှာလက်ရှိကစားနေတဲ့ကစားသမားတွေထဲမှာဒီယာဒီအတွက်ဟိုထွန်းထွန်းပြောင်ပြောင်ဖြစ်လာနိုင်တဲ့သူတွေအများကြီးရှိတယ်ဗျာဒီထဲမှာဝါဒန်ကတော့ထိတ်ဆုံးရပါတယ်အဲ့ဒါလို့ဖြစ်လာပြီးသူ့ရဲ့ performance တွေပိုထွက်လာပြီဆိုရင်2026 29မှာပတ်စံပိုတောင်းလို့ကောင်းပြီနောက်ຫນွေယာဒီအပြောင်းအရွှေ့ကာလရောက်တဲ့အခါကျမှာ အဒမ်ဝါတန်ကိုပဲလေရောင်းချပါလိမ့်မယ်ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ကျွန်တော်ကလုံးဝမဖြစ်နိုင်ဘူးလို့ထင်တယ်ဘယ်ကလပ်တင်ကလန်ကလန်ရောင်းမှာမဟုတ်ဘူးနွေရာသီပြောင်းရွှေ့ရောက်တဲ့အခါကျမှအနည်းဆုံးပြောင်းရွှေ့ကြီးပေါင်တန်း100လောက်စကန်လန်မှာရမယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးသတင်းချင်တဲ့သတင်းကတော့ Daily Mail ပေါ်ပြထားတဲ့ Brandway နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Everton ကသူတို့ကစားသမားကိုသူတို့ဘာလဲသူတို့တခြားအသင်းတွေစိတ်ဝင်စားနေတယ်ပြောပြီးသူတို့ဘာလဲသူတို့ပယ်ချနေတဲ့ပုံစံမျိုးလို့ပဲကျွန်တော်ထင်တယ်ဖွာသတင်းပေါ့ဗျာ Daily Mail ဆိုပေမဲ့လည်းကျွန်တော်တော့ဖြစ်နိုင်ရည်ရှိတယ်လို့မထင်ဘူး Brandway ကို United တ်တက်ကခေါ်ဖို့အနီးဆက်ဆုံးအခြေအနေဖြစ်ပြီးတဲ့နောက်မှာဘယ်ကလပ်မှ Brandweight ကိုမခေါ်တော့ဘူး။ဒါပေမဲ့လည်းဒီသတင်းပေါ်ပြချက်ထဲမှာဆိုရင် Liverpool နဲ့ Chelsea တို့က Brandweight ကိုစိတ်ဝင်စားနေပေမဲ့တဲ့ Everton ကညှင်းဆို့ထားတယ်လို့ဖော်ပြထားတာပါ။ Brandweight ဒီကစားသမားကောင်းတစ်ယောက်ဆိုတာကျွန်တော်လက်ခံတယ်။ဒါပေမဲ့လည်း Brandweight ကပို့ပြီးတော့ကောင်းတဲ့ကစားသမားတွေကိုတောင်ရွှေ့ကြီးတက်တက်တတာနဲ့ရနိုင်မဲ့အခွင့်အရေးမျိုးတွေကိုပဲထားပါတော့ Liverpool ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ်ကြိုးစားအားထုတ်မှုပြုမှာပေါ့ဗျာဥပမာပြောရင် Liverpool သူတို့ကွန်နာတေးထွက်ခွာခွဲပေးဖို့ရှိပေမဲ့ ဥပမီကာနိုလိုကစားသမားမျိုးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တယ်။ဂူဟီတို့လိုပလေယာမျိုးလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တယ်။တလော်တို့ကလည်းရှလော်ဒါဘက်နဲ့တော်တော်လေးနီးစပ်နေပြီလို့သတင်းထွက်ပြီးသွားပြီ။အဲ့ဒါကြောင့် brand ကိုဘာဖြစ်လို့ပြောင်းရွှေ့ခြင်းပေါင်သား80-80လောက်ပေးပြီးခေါ်တော့မရော။အထရန်လေးတဲ့လူငယ်ကစားသမားလေးအခုဆိုရင်လည်းအင်္ဂလန်လေရွေးစဉ်အသင်းမှာနေရာရတာမဟုတ်ဘူး။ဒီတော့ကြောင့် brand ကိုပြန်ပြီးတော့ဈေးဖော်တဲ့သတင်းလို့ပဲကျွန်တော်ယူဆပါရခင်ဗျ။ ကဲကျွန်တော်အခုသုံးသပ်ဆွေးနွေးခဲ့တဲ့ BBC ရဲ့သတင်းတွေကိုကျွန်တော်ညီကိုတွေရောဘလို့အမြင်ရှိသလဲ comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီခင်ဗျကျေးဇူးများကြီးတင်ပါတယ်